ယဟန်တပါးကမိမတယောက်နဲ့နေထုံပြုခြင်းလို့နေထုံမပြုခင်ငါကိုလူအဖြစ်သတ်မှတ်ပါဆိုပြီးတိတ်ခါချ၍နေထုံပြုရင်ရပါသလားဤအမေအဖြစ်ကန္တမှာထိုမေးခွန်းကိုမေးတာမြင်ရသဖြင့်ဘုန်းကြီးလူတွေပြောတာတော့ကြားဖို့တယ်ဗျာ ကိုကပါဠိကမှုနဲ့ပတ်သက်ပြီးတော့မလွန်ဆန်နိုင်တော့ဘူးတဲ့ဒီကျင်းတဲ့ကြတဲ့ရောက်နေတဲ့ကာလမှာဥမာမိတို့မဝဲခင်ပေါ့ဗျာတဖက်လူကိုဒီငါကိုလူဖြစ်မှတ်တော့စားတဲ့တိတ်ခကြစီတဲ့စကားကိုပြောပြီးမှဒီရှေ့ဆက်ပေါ်တယ်ဗျအဲ့ဒါဆိုရင်ပါဠိကမကြဘူးလို့လည်းပြောပါတယ်ဗျအဲ့ဒီယူဆကမှန်မှန်မှန်ဖြည့်ရှင်းပေးတော်မူပါဗျာ ေ၍တိတ်ခါတိတ်ခါမချခင်အဲ့တိတ်ခါချပြီးသွားပြီအဲ့လိုသွားလာတယ်ဆိုရင်တော့မဖြစ်နိုင်တော့ပါဘူးပရာဇိကမကြနိုင်တော့ပါဘူးမှန်ပါပြီအဲ့တော့တိတ်ခါမချလိုက်ဘူးဆိုရင်တော့တမျိုးပေါ့တိုးတော့အဲ့ဒီဟာကတော့အဲ့ဒီတော်များများကတော့အဲ့လောက်အဲ့လောက်ထိသတိရမယ်မထင်ပါဘူးမှန်ပါပြီ တပည့်တော်လည်းမကြလောက်ဘူးတိတ်ကမကြလောက်ဘူးထင်တာပဲဗျာဒီတိတ်ကကြားခြင်းနဲ့စိတ်လည်းရှိမှာမဟုတ်လောက်ဘူးထင်တယ်အဲ့ချင်းပဲအမှတ်မရလောက်ဘူးထင်တယ်ဗျာတော်မရှိတော့မကြဘူးမကြဘူးပေါ့မှန်ပါဗျာဟုတ်ပါပါမရှိဘူးမရှိဘူးများပါတယ်ဗျာတပည့်တော်အဲ့အဲ့တော့ဒီတိတ်ခတိတ်ခချဖို့ဟာအထိစိတ်ကတွေးကြမှာတွေးတော့မှာဘာဖြစ်လို့တော့အဲ့အမှတ်တင်ညာလေးမှရှိလို့ရှိရင်ဒီဟာမကျူးလွန်တော့အဲမကျူးလွန်ဘူးပေါ့ မှန်ပါအဲ့ယဟန်တင်ညာလေးရှိတယ်ဆိုလို့ရှိရင်တော့အဲတလောက်ကြီးအခြေအနေမဆိုးတော့ပါဘူးဗျာယဟန်မှတ်တင်ညာလေးမှန်ပါဗျာမကြောက်ဘူးဗျာမကြောက်ဘူးနဲ့ကြာမယ်ဗျာမှန်ပါဗျာကျေးဇူးပါဗျာဥဒင်ပါဗျာ ယဟန်တပါးကမိမတယောက်နဲ့မိထုံပြုတ်ကျင်လို့မိထုံမပြုတ်ခင်ငါကိုလူအဖြစ်သတ်မှတ်ပါဆိုပြီးတိတ်ခါချ၍မိထုံပြုတ်ရင်ရပါသလားဝီနီးအမေအဖြေကန္တမှာထိုမေးခွန်းကိုမိတာမြင်ရသဖြင့်တိကျမှန်ကန်သောအဖြေကိုမရတာကြောင့်ဖြေချပေးပါစရာတော့တဲ့လုံးဝမရပါဘူးနော်အဲ့ဒီလိုလုံးလို့ရတယ်ဆိုရင်တချို့လိုက်ပြီးလုပ်ကုန်ကြတော့မှာပေါ့စိတ်ခေကာလပယောဂနဲ့ ပုဂ္ဂလဝိဇာဤ၆ဖြာတိခါကြာကြောင်းဒီဆိုတဲ့အတိုင်း၁လူထွက်လို့သောစိတ်ရှိခြင်း၂တိခါချာနီပြဆိုထားသည့်တခုခုသောခစ်ပုတ်ကိုရွတ်ဆိုရခြင်း၃ပစ္စုပန်ကာလဟောခစ်ပုတ်22ပုတ်နှင့်အနာမတ်56ပုတ်တို့ကိုကာလမှန်အောင်ရွတ်ဆိုရခြင်း၄၊နှုတ်ဝစီဖြင့်ရွတ်ဆိုရခြင်း၅တိခါချသူနားထောင်သူတို့ကစိတ်မနှံ့သူယူသူသူ ဘီလူဖန်းစားသူမဖြစ်ရခြင်း6နားထောင်သူကဤသူသည်လူခတ်ပြီဘောလို့သိရှိနားလည်ခြင်းဆိုတဲ့အင်္ဂါ6ချက်စလုံးနဲ့အညီတိတ်ခါချမှလူဖြစ်ပါတယ်ထိုအင်္ဂါ6ချက်စလုံးနဲ့အညီတိတ်ခါမချဘဲကိုနီးကိုဟန်နဲ့တိတ်ခါချပြီးမိထုံပြုမယ်ဆိုရင်လူမဖြစ်တဲ့အတွက်ကြောင့်ပါရာဇိကကြပ်သွားပါလိမ့်မယ်နော်ဒါကြောင့်ကိုနီးကိုဟန်နဲ့တိတ်ခါချပြီးမိထုံပြုလို့မရပါဘူးဘေးဆိုကြီးလေးမျိုးကိုပြောပြပါစီရတော့တဲ့ အင်္ဂုတ္တရနိကေစတုကနိပတ်ဘယဝတ်အတ္တနုဝါဒတုံမှာဘေဇိုကြီးလေးမျိုးကိုမြတ်စွာဘုရားဟောကြားထားပါတယ်ဘေဇိုကြီးလေးမျိုးကဘာတွေလဲဆိုရင်တသူတစ်ပါးတို့ဤဆွဆွဲကဲ့ရဲ့ခြင်းခံရသောပရာနုဝါဒဘေးနှစ်မိမိပြုလုပ်ထားသောမကောင်းမှုကိုပြန်လည်တွေးတောဆင်ခြင်မိပြီးမိမိကိုယ်ကိုပြန်လည်ဆွဆွဲကဲ့ရဲ့သောအတ္တနုဝါဒဘေးသုံးဒုစရိုက်မှုကိုကျွလွန်သဖြင့် တိုင်းပြည်အုပ်ချုပ်သောအစိုးရမင်းများဤကျိန်တန်ထောင်တန်တည်တံပေးခြင်းခံရသောဒန္တဘေးအထာကထာမှာတော့ဒန္တဘေးသည်32ပါးသောကံကြမ္မာကိုဆွဲ၍ဖြစ်သောဘေးလို့ဖွင့်ပါတယ်၄အကုသို့အမှုကိုကျူးလွန်သဖြင့်တည်ပြီးသည်အခြားမဲ၌အပေလေးပါးသို့ကြားရောက်ခြင်းဒုက္ခိဘေးတို့ပဲဖြစ်ပါတယ်ဒါဟာဘေးဆိုကြီး၄မျိုးပဲဖြစ်ပါတယ်အရှင်ဖရာတတိတော်တိကျင်တာလေးဖြည့်ပေးစေခြင်းပါတယ်ဖရာ ကဆက်ရခြင်းသည်ပုထုဇဉ်လူသားတွေနဲ့ဆိုင်ပါသလားတကယ်လို့ဆိုင်တယ်ဆိုရင်လူသားတွေကဘယ်လိုအပြစ်လုံးမိလို့လဲဖရားတဲ့သတုကင်ဂုတ်တလကျမ်းမှာတတဝါတို့အားဖြစ်စီမိတန်ဝတ္တကတ်၃ပါးဆိုတာဖော်ပြထားပါတယ်အဲ့ဒီတန်ဝတ္တကတ်၃ပါးကဘာတွေလဲဆိုရင်၁ရေဖြင့်ဖြစ်စီခံရခြင်းအာဘောတန်ဝတ္တကတ်၂မီးဖြင့်ဖြစ်စီခံရခြင်းတေဇောတန်ဝတ္တကတ် ၃လေဖြင့်ဖြည့်စည်ခံရခြင်းဝါယောတံဝတ္တကတ္တုပဲဖြစ်ပါတယ်အခုငလျင်လှုပ်တယ်ဆိုတာမြေဒီရေ၌တည်ပြီးရေဒီလေ၌တည်တဲ့အတွက်မြေအောက်ခံရေပြင်ကိုလေပြင်တိုက်ခတ်တာကြောင့်ငလျင်လှုပ်ရခြင်းဖြစ်ပါတယ်ဒါဟာဝါယောတံဝတ္တကစိုက်တာပဲဖြစ်ပါတယ်ဒီကတ်၃ပါးဘာကြောင့်စိုက်ရတာလဲဆိုရင်ပုထုဇဉ်လူသားတွေရဲ့တန်တမာရှိတဲ့လောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေအကြီးလာလို့ပဲဖြစ်ပါတယ် လောဘအားကြီးလာပြီဆိုရင်ရေတွေလွှမ်းပြီးတော့အဘောတံဝတ္တကစိုက်တတ်ပါတယ်ဒေါသအားကြီးလာပြီဆိုရင်မိတွေလောင်ကျွမ်းပြီးတော့တေသောတံဝတ္တကစိုက်တတ်ပါတယ်မောဟအားကြီးလာပြီဆိုရင်တော့ရေတွေအပြင်းအထန်တိုက်ခတ်ပြီးဝါယောတံဝတ္တကစိုက်တတ်ပါတယ်ဒါကြောင့်ကဆိုက်ရခြင်းဟာပုထုဇဉ်လူသားတွေရဲ့တန်တာမာရှိတဲ့လောဘဒေါသမောဟစတဲ့ဒိဋ္ဌိကိလေသာတရားတွေကြောင့်စိုက်ရခြင်းဖြစ်ပါတယ်နော် ယူသေးစွာလျှောက်ထားအပ်ပါသည့်အရှင်ဖုရားတချို့အယက်ဒေတာများတွင်ចောင်းထိုင်ဖုန်ကြီးများကိုဝါသောသင်္ကန်းကတ်လူရတွင်ចောင်းမှရှိသေးသောသင်္ကန်းကိုပိုက်ဆံဖြင့်ဝယ်ယူ၍ပြန်ကတ်သလိုဖြစ်နေကြပါသည့်အရှင်ဖုရားထိုကဲ့သို့ကတ်လူခြင်းဖြင့်အမှန်တကယ်ကုသိုလ်ဖြစ်မဖြစ်အမအပ်သိလိုပါသည့်အရှင်ဖုရားတဲ့လူတွေကဖုန်ကြီးကိုဝတ္ထုငွေကတ်ပြီးတော့ဖုန်ကြီးစီကသင်္ကန်းကိုယူလိုက်တာဟာအယောင်းအဝယ်လောက်တာပဲဖြစ်တယ်နော် လူတွေကတော့အယောင်းအဝယ်လုပ်လို့ရတယ်။ယဟန်တွေကအယောင်းအဝယ်လုပ်လို့မရဘူး။အဲ့ဒီလိုလူတွေကအယောင်းအဝယ်လုပ်လို့ရတာဖြစ်တဲ့အတွက်လူတွေကယဟန်စီကသင်္ကန်းကိုဝုဒ္ဓမေကပ်ပြီးယူလိုက်မယ်ဆိုရင်မိမိရဲ့ပစ္စည်းဖြစ်သွားသောကြောင့်လူတွေအနေနဲ့ပြန်လှူမယ်ဆိုရင်ကုသိုလ်ကတော့ရပါတယ်။ကုသိုလ်ကကြက်ပြဲမသွားပါဘူးနော်။သို့တော့ယဟန်ကတော့အယောင်းအဝယ်လုပ်လို့မရတာဖြစ်တဲ့အတွက်ဝုဒ္ဓမေယူပြီးတော့သင်္ကန်းကိုပြန်ဆွလိုက်ခြင်းဟာအယောင်းအဝယ်လုပ်တာဖြစ်သောကြောင့် ရူပိယတံဟောဝါဒသိခါဖို့အရာမေတ္တိပါစိတ်အာဘတ်တင့်သွားပါတယ်။ဒါကြောင့်ယဟန်တွေအနေနဲ့တော့မအပ်ပါဘူးနော်။အရှင်ဖယတပည့်တော်တို့ကိုမင်းတို့ကဘာကြောင့်ဗုဒ္ဓဘာသာကိုကိုးကွယ်တာလဲမေးရင်တိကျစွာဖြေကြားဖို့ရှင်းပြပေးတော်မူပါဖယတဲ့။ဗုဒ္ဓဘာသာဤတန်းတိုင်ကဘာလဲလို့မေးရင်နိဗ္ဗာန်ပဲဖြစ်ပါတယ်။နိဗ္ဗာန်ရောက်မှဗုဒ္ဓဘာသာဤတန်းတိုင်ကိုရောက်တယ်လို့ခေါ်ပါတယ်။နိဗ္ဗာန်မရောက်သေးတဲ့၍ ဗုဒ္ဓဘာသာဤပန်းတိုင်ကိုမရောက်သေးပါဘူးเนาะ။ဒါကြောင့်နိဗ္ဗာန်ကိုရောက်စေချင်တာလဲဆိုရင်ပူနာတိဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်စေဖို့ပဲဖြစ်ပါတယ်။ပူနာတိဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်တဲ့နိဗ္ဗာန်ကိုရောက်ဖို့ဆိုတာကလည်းပဲမဂ်ဂင်ရှိပါအကျင့်ညတ်တရားကိုကျင့်မှရောက်မှာဖြစ်ပါတယ်။ဗုဒ္ဓဘာသာကိုကိုးကွယ်ရခြင်းကြီးရဲ့ချက်ဟာဒီမဂ်ဂင်ရှိပါအကျင့်ညတ်တရားကိုကျင့်ပြီးပူနာတိဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်ရာဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ဖို့ပဲဖြစ်ပါတယ်။ ရောက်ချင်တာမရောက်ချင်တာကတော့မိမိရဲ့အပိုင်းပါဗုဒ္ဓဘာသာကိုကိုးကွယ်ရတဲ့တခိတ်ရည်ရွယ်ချက်အမှန်ကနိဗ္ဗာန်ကိုရောက်ဖို့ပဲဖြစ်ပါတယ်အဲ့ဒီအတိုင်းပဲပြန်ပြီးဖြေလိုက်ပါနော်